မင်္ဂလာညနေခင်းပါရှင်။နိုဝင်ဘာလ18ရက်နေ့ညနေခင်းသတင်းတွေကိုစတင်မြေတိုင်းအထုံးနဲ့တင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့ထိုင်းနိုင်ငံမှာရှိတဲ့စားသုံးစီထုတ်လုပ်တဲ့စက်ရုံမှာမြန်မာအလို့သမား3ဦးစီတိုင်ကြီးအတွင်းကို ပြုတ်ကြပြီးနှစ်ဦးသေဆုံးပြီးတဦးတရာပြင်းထန်စွာရရှိခဲ့တဲ့သတင်းရန်ကုန်ပသိမ်ကားလမ်းမကြီးမြောင်းမြကျိုးတရထိပ်မှာရင်တိုက်မှု ဖြစ်ပွားပြီးလူညက်နေမှုဖြစ်ပွားခဲ့တဲ့သတင်းငယ်ချင်းလုပ်ငန်းစဉ်ကိုမြှင့်တင်ဖို့ထရမ့်က ခိုင်းတဲ့ကမ္ဘောဒီးယားကိုတိုက်တွန်းခဲ့တဲ့တဲ့တွင်အောင်လန်အန်ဆန်ကိုဝမ်းမြက် horror film မှာတရားဝင်ထည့်သွင်းဂုဏ်ပြုမှုပြုလုပ်ခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့ထိုင်းနိုင်ငံမှာရှိတဲ့စားသုံးစီထုတ်လုပ်တဲ့စက်ရုံမှာမြန်မာအလုသမား3ဦးစီတိုက်ကီအတွင်းကိုပြုတ်ကြပြီး2ဦးသေဆုံးက2ဦးတင်ရပြင်းထန်စွာရရှိခဲ့တယ်ဆိုတဲ့တဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံမှာရှိတဲ့စားသုံးစီထုတ်လုပ်တဲ့စက်ရုံမှာမြန်မာအလို့သမား၃ဦးစီတိုင်ကီကြီးတဲ့ပြုတ်ကြပြီးနှစ်ဦးသေဆုံးပြီးတအူးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြထားတဲ့အရာသိရပါတယ်။ထိုင်းနိုင်ငံကျဝမ်ကရက်ပီဒေတာမှာနိုဝင်ဘာ14ရက်မနက်ပိုင်းကအခုဖြစ်စဉ်ဖြစ်ပွားသွားခဲ့တာဖြစ်ပြီးမြန်မာလူထုမသုံးဦးဖြစ်တဲ့ကိုပိုင်ရှိုင်းလင်းအောင်ကျော်လင်းဦးတို့ဟာစားသုံးစီထုတ်လုပ်တဲ့စက်ရုံမှာစီတိုင်ကီကိုတန်ရှင်းရေးလုပ်ဖို့ တိုင်ကီကြီးအတွင်းဝင်သွားတယ်လို့သိရပါတယ်။အဆိုပါစီတိုင်ကီကြီးဟာကြီးမားလုံးမင်းလေကားနဲ့ဆင်းလာစဉ်၎င်းတို့သုံးစလုံးစီတိုင်ကီအောက်ကိုမတော်တဆပြုတ်ကျသွားခဲ့တယ်လို့သိရပါတယ်။ကယ်ဆယ်သမားတွေရောက်ရှိလာပြီးကိုကြီးကယ်ဆယ်ခဲ့ရာကိုပိုင်ကိုပထမဆုံးကယ်ဆယ်ရရှိပြီးဒဏ်ရာပြင်းထန်တဲ့အတွက်ဆေးရုံကိုအမြန်ဆုံးပို့ခဲ့ရကြောင်းရှန်လီယောင်နဲ့ကျွန်လင်းဦးတို့ဟာတိုင်ကီကြီးအတွင်ပေ30အထိကျဆင်းသွားရာအောက်ဘက်မှာဂတ်တွေရှိနေတဲ့အတွက်ရေအေးသွင်းတာလေမှုတ်သွင်းတာတွေလှုပ်ဆောင်ခဲ့ရကြောင်းသိရပါဗျ။ ကယ်ဆယ်ရေးသမားတွေကယ်ဆယ်နိုင်တဲ့အနေအထားရောက်ချိန်မှာရှိုင်းလျောင်နဲ့ကျော်လင်းဦးတို့ဟာအသက်ဆုံးရှုံးနေပြီဖြစ်တယ်လို့သိရပါတယ်။တည်ဆုံးသွားသူတွေဟာ24နှစ်နဲ့25နှစ်အရွယ်တွေဖြစ်ပြီးထရာရရှိခဲ့သူကတော့ကုသမှုကြောင့်ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ရန်ကုန်ပသိမ်ကမ်းလှမ်းမကြီးမြောင်မြကျိုးဒနာထိပ်မှာရင်တိုက်မှုဖြစ်ပွားပြီးလူညံ့နေမှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ ။အေရီတိုင်းဒေသကြီးမြောင်းမြမြို့နယ်ရန်ကုန်ပသိမ်ကားလမ်းမကြီးမြောင်းမြကျိုးတရားထိပ်မှာရင်တိုက်မှုဖြစ်ပွားပြီးလူညံ့နေမှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။နိုဝင်ဘာ16ရက်နေ့ည8:15မိနစ်ခန့်ကအေရီတိုင်းဒေသကြီးမြောင်းမြမြို့နယ်မြရယတနာရက်ကရန်ကုန်ပသိမ်ကားလမ်းမကြီးမိုင်းတိုင်အမှတ် 46မိုင်3ဖာလုံးနဲ့တဖာလုံးကြားမှာရှိတဲ့မြောင်းမြကျိုးတရာထိပ်မှာရင်တိုင်းမှုဖြစ်ပွားပြီးလူညက်နေကြောင်းသတင်းရတဲ့အတွက်မြောင်းမြမြို့နယ်မိသက်စခန်းကမိငိမ့်သိရင်တစီမိသက်ရည်သိရင်တစီတန်တီမိသက်တပ်ဖွဲ့ဝင်တွေအရံမိသက်တပ်ဖွဲ့ဝင်တွေနဲ့ကိုကြီးကင်းစိန်လုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။ ဖြစ်စဉ်မှာရင်းမော့ပါအမျိုးသားနှစ်ဦးမစိုးရင်ရတဲ့တရားရရရှိခဲ့ပြီး၎င်းတို့ကိုရွှေမြောင်းမြလူမှုကူညီရေးအသင်းကလူနာတရင်နဲ့အေးမြဖြူစင်လူမှုကူညီရေးအသင်းကလူနာတရင်တို့နဲ့မြောင်းမြပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးမှာပါ။ငွေကြေးလုပ်ငန်းစဉ်ကိုမြှင့်တင်ဖို့ထရမ့်ကထိုင်းနဲ့ကမ္ဘောဒီးယားကိုတိုက်တွန်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရှိတောင်အာရှအိမ်နီးချင်းတွေဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြား နေစမှာပဋိပက္ခတွေထပ်မံဖြစ်ပွားခဲ့ပြီးတဲ့နောက်ငင်းချင်းလုပ်ငန်းစဉ်ကို မြှင့်တင်မှုထိုင်းနဲ့ကမ္ဘောဒီးယားကိုတိုက်တွန်းခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ထရမ့်ဟာအာရှခရီးစဉ်အတွင်းအော်တိုဝါ26ရက်ကထိုင်းနဲ့ကမ္ဘောဒီးယားကြားငင်းချင်းစာချုပ်ချုပ်ဆိုမှုအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ထရမ့်ကဒီငင်းချင်းစာချုပ်ဟာ ကဘာတဝမ်းမှာ၎င်းရဲ့အာထုပ်ကျိုးဝဲမှုတွေကြောင့်ရရှိခဲ့တဲ့ငင်းချင်းရဲ့သဘောတူညီမှုတွေထဲမှာတခုအပောင်းဝင်ဖြစ်ကြောင်းပြောကြားခဲ့ပြီး၎င်းအနေနဲ့ငင်းချင်းနိုဝဲဆိုရရှိတဲ့ကြောင်းယူဆခဲ့ပါတယ်။ဒါပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာမြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်နိုဝင်ဘာ10ရက်မှာထိုင်းအာဏာပိုင်တွေကကမ္ဘောဒီးယားနဲ့ငင်းချင်းရဲ့သဘောတူညီချက်ကိုဆိုင်းငံ့ခဲ့ပါတယ်။ဒါပြင်နိုဝင်ဘာ12ရက်က နှစ်နိုင်ငံကြားပဋိပက္ခအသစ်တွေဖြစ်ပွားမှုနဲ့ပတ်သက်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားတို့ကအပြန်အလှန်ဆွဆွဲပြစ်တင်ခဲ့ကြပြီးဒီပဋိပက္ခကြောင့်ကမ္ဘောဒီးယားအရဲသားတအိုးသေဆုံးခဲ့ကြောင်းကမ္ဘောဒီးယားအစိုးရကပြောပါရယ်ထရမ့်ဟာဖလော်ရီဒါပြည်နယ်ကိုတောင်းရောက်တဲ့ခရီးစဉ်အတွင်း F1 လေယာဉ်ပေါ်မှာသတင်းတောက်တွေနဲ့တွေ့ဆုံခြင်းကသူဟာထိုင်းနဲ့ကမ္ဘောဒီးယားခေါင်းဆောင်တွေနဲ့စကားပြောခဲ့ကြောင်းပြောကြားခဲ့ပါရယ်ကျွန်တော်ကကုံသွေးကုံတွေကုံသွေးကုံတိုးမဲ့ချင်းချောင်းမှုတွေကတဆင့် စစ်ပွဲကိုရပ်တန့်ပေးခဲ့ပါတယ်။သူတို့လည်းကောင်းကောင်းလုပ်နေပါတယ်။သူတို့အစဉ်ပြေသွားမယ်လို့ကျွန်တော်ထင်ပါတယ်လို့ Trump ကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းပုံနည်းနဲ့အောင်လအန်ဆန်ကိုဝမ်းမြေ horror film မှာတရားဝင်ထည့်သွင်းကုန်ပြုမှုပြုလုပ်ခဲ့တဲ့ဆိုတဲ့အင်္ဂါသတင်းကိုတင်ဆက်ပေးမှာပါ။ One Championship အဖွဲ့အစည်းကမြန်မာ MMA ကစားသမားအောင်လအန်ဆန်ကို horror film မှာတရားဝင်ထည့်သွင်းကုန်ပြုတဲ့အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပတဲ့1173ပွဲစဉ်အတွင်း ဝမ်ဥက္ကဋ္ဌချက်တရီကအော်လန်အန်ဆန်ကို Horror of Fame ဆုတစိတ်အနင်းခဲ့တာဖြစ်ပါတယ်။အော်လန်အန်ဆန်အနေနဲ့ဝမ်ချန်ပီယံရှစ်မှာ Dimitrius Johnson, Viviano Fernandez တို့ပြီးတဲ့နောက် Horror of Fame မှာတတိယမြောက်ထည့်သွင်းဂုဏ်ပြုခံရသူလည်းဖြစ်ခဲ့ပါတယ်။အသက်40ရှိပြီဖြစ်တဲ့အော်လန်အန်ဆန်ဟာဝမ်လက်အောင်မှာ2014ခုနှစ်ဇွန်လကစတင်ထိုးသက်ခဲ့ပြီး17နှစ်ကြာဝမ်နဲ့လက်တွဲခဲ့တာပါ။ အောက်လန်းအစံအနေနဲ့ဝမ်ပွဲစဉ်ပေါင်း20ထိုးတက်ခဲ့ပြီး15ပွဲနိုင်5ပွဲရှုံးမှတ်တမ်းရရှိခဲ့ပါတယ်။နိုင်ပွဲ15ပွဲမှာ88ရာခိုင်နှုန်းဖြစ်တဲ့73ပွဲကအလဲထိုးတိုင်ပွဲရဲ့အလဲထိုးနဲ့ချုပ်ကွက်တွေနဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။သူဟာဝမ်မှာ Middleweight နဲ့ Light Heavyweight Champion ဖြစ်ခဲ့ပြီးမတူညီတဲ့ weight တန်းနှစ်ခုမှာ Champion ဖြစ်တဲ့တတိယမြောက်ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။နိုဝင်ဘာ18ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုတိုင်ရဲထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ ည၈နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။